ီနေရာလေးကတော့နေရာဒေသအသီးသီးကအကြောင်းမျိုးမျိုးကြောင့်မိသားစုပေါင်းစုံကလေးပေါင်းစုံစုပေါင်းရောက်ရှိတဲ့နေရာပေါ့ဘလို့ဝဲဖြစ်ဖြစ်ခုလိုចောင်းဖွင့်ရတယ်ရောက်လာပြန်တော့လေကလေးတွေရဲ့ပညာရေးကိုရနာထားလို့မရအောင်ကြီးဆ iamma ယူလေလလမ်းမီယာဆက်တွေ့အကူကြီးတောင်းရင်သူတို့လေးတွေကိုပြုစုပြိုးထောင်ပေးမယ်ဥယျာဉ်ကို မျှော်နေတာပေါ့ဆရာရဲ့ဒီလိုအခြေအနေမျိုးမှာ မျိုးစေ့လေးနဲ့တူရဲ့သူတို့လေးတွေဖွင့်ဖွင့်ဖြူဖြူရှင်းတန်ကြီးထွားလာခေပြုဆောင်ချဖို့လိုအပ်နေပြီလေညီလေးဟိုမောင်းနေဟန်နိုင်ရင်းရှိနေပြီနော်မရောက်သေးဘူးလားဗျရောက်တော့မယ်ဆရာတိတ်မလို့တော့ တဲလေးတွေဟာအားလုံးရန်တိရန်တန်ဖြစ်နေပြီမယ်လေစာတင်လို့ရမယ့်နေရာတစ်ခုလောက်ရရင်ပဲတော်တော်ကိုအဆင်ပြေနေပါပြီလေကိုင်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 စာရေးကြည့်ရမရှိတင်မုံတော်မရှိတဲ့အချိန်ဒီမှာဘယ်ရပဲလို့စာမယ်မတွေ့တဲ့အောင်ပါပဲကလေးတွေကတော့မျောလင်းချက်ကိုစီနဲ့တောက်ပနေတဲ့အကြည့်လေးတွေနဲ့ပညာသင်ဖို့အဆင်သင့်ကိုဖြစ်လို့ဒီမျိုးစိတ်လေးတွေကို ြုစုပြုထောင်ပေးဖို့ဥယျာဉ်မှုတည်အောင်နေရောက်လာခဲ့ပြီဆိုတော့ရှေ့ဆက်ဖို့ကြိုးစားအထောက်ရမှာပဲ။အော်တွေ့လေ။ပန်းတီးပေကိုတွေ့တယ်။ဖတီးကပြောတယ်တကယ်ကြီးရေးတယ်ပန်းတီးပြူစားရအောင်။ဆိုင်နော်။အမေဟေးတယ်ကြလာပြီကွာဆိုဒီမှာတက်စီကောင်းမို့ကြရတယ်။တိန်ဆိုပြီးဘာကြလာလဲ။အစိမ်း။ ခလေးတွေကိုဒီတဲ့ပူကောင်းတင်ကြပေးနိုင်ဖို့ရယ်ကိုယ်တိုင်လေးလ ీల တင်ယူမယ်ဆိုတဲ့အသည့်နဲ့ပေးရတွေမှာလိုင်းမီးရဲ့အနည်းဆုံးမျိုးကိုတွားပြီးတင်ငန်းစာရင်းမြစ်တွေကိုဒေါင်းလုတ်ဆွဲဥလာခဲ့တယ်။မြို့ကိုတစ်ခါတစ်ခါတွားပြီးတိုင်းစဉ်းစားမိတာကဒီလိုပြမဲခံစူးစမ်းပေးနေရတယ်။သူ့လေးရဲ့အတွက်တကယ်ရောအကျိုးရှိရလားပေါ့။ပြမဲလုံးတော့လေအရှုံးပေးခြင်းလားလေ။ ပြန်ဆရာတန်းစီအခုပဲဆရာတန်းစီရဲ့ကောင်းကောင်းလေးကိုဒီမှာထိုင်ပြီးပြောနေရတာဆရာတန်းစီရဲ့ဆရာတန်းစီဒီလိုနေရာမျိုးမှာလိုအပ်ချက်တွေနဲ့အခက်အခဲတွေအများကြီးပေါ့ဗျာဒါပေမဲ့ကလေးတွေနဲ့တို့တို့အားလုံးရဲ့အနာဂတ်အတွက်ဒါတွေကိုကြော်ဖြတ်မှာပဲဗျာအခုဆိုတို့တို့မသိခဲ့တဲ့အသိပညာတွေကိုသူတို့လေးတွေကိုသင်ယူနိုင်ခဲ့တာဆရာတန်းစီရဲ့ကျေးဇူးကြောင့်ပဲလေ ေးဇူးပါဦးဝင်းမျိုးဟုတ်ပါမိဘဆရာပူပေါင်းကလေးပညာရေးကောင်းဆိုတဲ့ဆောင်မို့လို့ပေါ့ဟိုကျွန်တော်တို့လည်းကြိုးစားမှုအတီးပွင့်လေးတွေမြည်တူလာတော့မှာပါဟုတ်ကဲ့ပါဆရာကျုပ်တို့အားလုံးကလည်းပညာရေးအတွက်ဆိုရင်ကျုပ်တို့မှာရှိတဲ့အရာတွေနဲ့တတ်နိုင်တဲ့ဘက်ကကူညီရမှာပေါ့ဗျာဟုတ်ဘူးလားဟုတ်တော့ကူညီရအောင်ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ် ခုဆိုရင် လူကြီးမိဘအကုန်လုံးဟာကလေးတွေကိုစာသင်ဖို့အတွက်လာရောက်ဝိုင်းဝန်းကူညီပေးကြတော့ပူကောင်းမွန်တဲ့စာသင်ခန်းလေးဖြစ်လာပြီပေါ့ဗျာပညာသင်ကြားပေးတယ်ဆိုတာတကယ်တော့ဥယျာဉ်ထဲမှာမျိုးစိတ်လေးတွေကိုကြည့်ရှုဆောင်ရှောက်ပေးရတဲ့ဥယျာဉ်မှုတယောက်ရဲ့အလုပ်လိုပါပဲဒီနေ့မှာ ကူပြိုးခဲ့တဲ့ဥယျာဉ်တွေကပန်းပင်လေးတွေဟာဥရုတုံမာတံကိုကြံ့ကြံ့ခံနိုင်ပြီးအယောင်သွေးစုံစုံလန်းဆန်းလှပနေမယ်ဆိုတာယုံကြည်ပါတယ်ဆရာမပါပဲလေတပေပောက်လိုက်နော်ဟုတ်တယ်သမီးအသီးပွင့်လေးတွေကိုဆရာတို့မကြခင်မြင်လာရတော့မယ်